ဆွေဆောင်ရနုပညာရှင်ဖြစ်တဲ့ငယ်လင်ဘေးပရိုက်တာလောဆောင်ချက်တွေကြောင့်တမေကြီးလာတဲ့ streamer ကိုကိုမြန်မာနိုင်ငံမှာဆွေဆောင်ရနုပညာရှင်တအုပ်ရှိပါရင်အဲ့ဒါကတော့ streamer ကိုကိုပါအခုခါမှလေးတစ်ချိန်တော့က mobile legend streamer ကိုကိုဟာငယ်လင်ဘေးမှာထိရောက်တဲ့ပရိုက်တာလုပ်ငန်းတွေနဲ့တမေကြီးလာနေတာပါအခုချိန်မှာတော့အားလုံးသိကြတဲ့အတိုင်းမလ20ရက်နေ့ကလောက်ခဲ့ခဲ့တဲ့ in our stars gate 7.7ဆင်းရှိတဲ့အမြင်ငယ်လင်ကြီးကြောင့်မြန်မာနိုင်ငံလေပိုင်းကစကိုင်းမန္တလေးနေပြီးတော့ကြောက်စဲပောင်းဝင်မြို့ကြီးတော်များမှာပြည့်စည်ဆုံး ရှော့မှုတွေတော်လေးများပြားနေတာပါဒီလိုအချိန်မှာမတမာသူတွေကိုကျိုးရှာအတ္တသမားတွေပရိဒသမားတွေစိတ်ထားကောင်းတဲ့သူတွေစသဖြင့်ပုံစံစီရိုက်ခံယူမတူတဲ့လူတွေရဲ့စိတ်ထားတွေလည်းပေါ်လာခဲ့ပါတယ်အထူးသဖြင့်ဘေးရန်ရဲ့ကြောက်ရောက်ခါအကူအညီလိုအပ်ချိန်မှာကိုထော်မင်းဆယ်လီပုတုရေခဲထုတ်တဲ့ကိုရှိုင်းစောစသဖြင့်ပရိဒသူရဲ့ကောင်းတွေများစွာပေါ်လာတာဖြစ်ပါတယ်ဒီလိုငလင်ဘေးမှာပရိဒသူရဲ့ကောင်းဖြစ်များက ချီချူခံနေရတဲ့နောက်ထပ်တစ်ယောက်က streamer ကိုကိုပါကိုကိုပါဆော့ပိုက်မှာတော့ mobile league streamer တူဖြစ်ပါရင်အထူးသဖြင့်ကလေးမျက်နှာကလေးတန်ဖီလာလေးနဲ့ဂိမ်းစထွင်ရင်းနဲ့ပရိသတ်တွေကိုဖျော်ဖြေခဲ့တဲ့ကိုကိုပါလူငယ်တွေကြားမှာရှေ့ပန်းစားခဲ့တာပါအဲ့နောက်ကိုကိုပါ internet ပေါ်မှာသတင်းဆိုတာဇလန်းတိုလေးတွေရိုက်ကူတာစသဖြင့်လုတ်ကင်ခဲ့တာဖြစ်ပါရင်အဲ့ဒါပြီးကိုကိုပါတာတီးဆိုတဲ့တရဲဟာသားရုပ်တံဇလန်းတွေမှာတာတီးနေရာကတရုပ်ဆောင်ခဲ့တာပါဒါတွေမှာကဒီဝဲနဲ့ကိုကိုပါ DJ တီးတာ တမန်ထတရားဆရာဖြစ်လဲလို့သိတာဖြစ်ပါရင်မြမပြည်မှာဒီလိုဆွေဆောင်ရနုပညာရှင်မိုးအောင်ရင်းနဲ့ဂူဂူနှစ်ယောက်ပဲရှိတာဖြစ်ပါရင်အချို့ကလည်း stream မှာဂူဂူဟာအောင်မြင်ခြင်းလို့ line ကြောင်းနေတာဆိုပြီးတော့ပြောကြပါရင်ဘာဖြစ်ဖြစ်ခုနောက်ပိုင်းမှာတော့ stream မှာဂူဂူဟာပရိုက်တာကဲဆေးရေးလို့တွေပို့လို့ပါရင်အခုလက်ရှိကြုံတွေ့နေရတဲ့မန္တလေးမြင်ကလေး2025မှာလဲဆယ်လီဂူဂူဟာကိုရိုင်းလေးလူငွေတွေလူတန်းတလို့ ငွေလူယုံတင်မကငလင်တန်တင်ခံခဲ့ရတဲ့မန္လီနယ်စကိုင်းဒေသအထိသွားရောက်ကုန်ကြီးလုတ်ကင်နေတာဖြစ်ပါတယ်။ကိုကူဟာငလင်တန်တင်ပြည်သူတွေကိုသွားရောက်လူတန်းတဲ့နေရာမှာလဲအခြားသူတွေလိုအလူငွေလူပစ္စည်းအင်္ဂနယ်ပေးပြီးတော့ထားခဲ့တာမျိုးမဟုတ်ဘဲငလင်တန်တင်ပြည်သူတွေရေရှည်ဆင်ပြေအောင်စီမံခန့်ခွဲတာတွေနီးလန်းပြပေးတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါကြောင့်လဲကိုကူတရားအများကချီးကျူးခြင်းခံနေရတာဖြစ်ပါတယ်။တကယ်တော့ဆယ်လီကိုကူဟာအခုငလင်ပေးကျော်မှပရိုက်တာလုပ်ငန်းတွေလှုပ်ဆောင်နေတာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရေဘေးမှာလဲဆန်နီကူကူဟာပရိုက်ဒါလုပ်ငန်းတွေကိုဆက်ဆက်တမန်လှူဆောင်နေသူပါအချို့လူတွေမှတ်မိကောင်းမှတ်မိမိချပါပါရေဘေးတင်ချင်းကိုပိုင်ဆက်လေးစုပ်ကလေးနဲ့တရွာလုံးနီးပါးရဲ့အသက်ကိုကဲတင်ခဲ့တဲ့သူရဲ့ကောင်းလေးမောင်ပေါ်များကိုတသက်ပညာသင်ကြားစရိတ်ကိုကူကူဟာထောက်ပံ့ထားတာပါအခုတော့သူရဲ့ကောင်းလေးမောင်ပေါ်များကတော်တော်လေးလေးရွှေရောက်လာပြီးဖြစ်တယ်လို့မကြခင်မှာကဲဆေးရေးဖွဲ့ဝင်နေတဲ့ပြည်သူတွေရဲ့အသက်ကိုစူးစမ်းပြီးတော့ကဲတင်သွားမယ့်အကြောင်း Google အတည်ပေးလာခဲ့ပါတယ် Google ကမကြခင်ချိန်တော်တည်းမှာ Brighta Foundation တွေ့ထောင်ကသူရဲ့ကောင်းပေါ်များလေးပါဝင်ကေဆေးရေးသမားများများစွာကိုမွေးထုတ်ကကေဆေးရေးကိရိယာတွေလည်းဝယ်ယူဖြစ်တင်ပေးမယ်လို့ဆိုပါတယ်အထူးသဖြင့် Google ကရေရှည်မှာကြုံတွေ့လာနိုင်တဲ့သဘာဝဘေးအန္တရာယ်တွေအတွက်ကြိုတင်ပြင်ဆင်နေရပါဒီတော့ပရိသတ်တရားရောမွန်မြတ်တဲ့ Brighta လုပ်ငန်းတွေလှုပ်ဆောင်နေတဲ့ stream မှာ Google ပေါ်မှာမိမိတို့ရဲ့မြင်လေးကိုလည်းမျက်ချက်ပေးသွားခဲ့ပါအောင်ရှင်